ရွာလူကြီးမဟုတ်ဘဲနဲ့နောက်ဇာလန်တွင်မှာမင်းသားဖြစ်ရင်ဖြစ်သွားတယ်ပြောမြင်ဗမင်းတိန်ခရဲ့စာပလီနှင်းမောင်စာပလီနှင်းမောင်လည်းပါပေါ့အဲအဲ့လူသဘောမျိုးပါပဲဒါမောင်းချော်စွာနဲ့အဲအဲ့လူကျန်တဲ့ဒါဇက်ဖူဆိုင်ရန်နေလေထိုးလီလကောင်းပေါ့အလုတ်ကတော့တမီးရဲ့ပါသွားတာပေါ့ဒါကတော့ပြောလို့မရဘူးဒါကတော့ဒီလိုပဲဖြစ်မှာ င်္ဂလာပါအဲဒီနေ့ကတော့ဟိုပါဘော့ဘလော့ကကြော်စွာပေါ့သူကဒါဘလော့တွေရိုက်ပြီးပြည်သက်ကိုတင်ပြရတာသူကတိတ်အားမရလို့တမျိုးတစ်ပုံလေးပေါ့ဇလန်းလေးနဲ့သူကတင်ပြကျင်တော့ဒါကူသူစပြီးပွဲဥတွေရိုက်တဲ့ဇလန်းတွေပေါ့မောင်ကျော်စွာနဲ့ရွာပြောက်ကြီးဆိုတာလေအဲကြော်ပွဲပြီးအခမ်းအနားဒါရှူဖုံးမွင့်ဈေးရော်မှာပြီးလုံလို့ဒါကူကမလို့လာတာပေါ့သူကတော့ဇလန်းတွေလေသူကဒီဥမာဒီကူဒီကောင်ကဒါမောင်ကျော်စွာနဲ့ရွာပြောက်ကြီးအဲဒါဇလန်း သူတခုပေါ့ပြီးရင်နောက်ရိုက်မဲ့ဟာမောင်ကျော်စွာနဲ့ပါပေါ့သူအဓိကတိုင်တရတော့မောင်ကျော်စွာပေါ့နောက်ကတော့အเจ้าရပေါ်မှာမူတီးပြီးတော့ဇလန်းရဲ့နာမည်လေးတွေကတော့ပြောင်းသွားမှာပိုင်းပိုင်းလေးတွေဆက်ဆက်နဲ့ကြီးရပါဘူးအဲသူအခုဒီရွာပြောက်ကြီးကလည်းသူကဒါဆက်ဆက်နဲ့လူဇလန်းတွဲပဲဒီဇလန်းတွဲပြီးရင်နောက်ထပ်ရိုက်မဲ့ဟာလည်းဒါမောင်ဥမာတော့ဟိုအလုံးပေါ့သမီးကသူတို့အရင်တော့ဒီဝိထုဇလန်းနေကက်ဆက်တိတ်ခုဇလန်းနေမှာဟို ခြေကန်းနဲ့ဆက်ဆက်ပြီးအဲသူကဟိုပါဟိုအဘမင်းတိန်ခရဲ့စာပလီနှင်းမောင်စာပလီနှင်းမောင်လည်းပါပေါ့သူကအဲအဲ့လူသဘောမျိုးပါပဲဒါမောင်းချောစွာနဲ့အဲအဲ့လူပေါ့နောက်ကတော့သူရိုက်တဲ့ဇလန်းရဲ့အကြောင်းအရာပေါ်မှာမူတီဗီနာမည်လေးတွေတော့ပြောင်းသွားတော့အဲ့တော့ဒါပြောရမယ်ဆိုမောင်းချောစွာနဲ့ဇကားတိုင်းမှာ ဟိုအဲ့လိုတော့မရှိဘူးလေ။ तू ကဥပမာဒါ तू ကမောင်းချောသွားနဲ့ဒါရွာပြောက်ကြီးမှာဒါဥက္ကံမွေကဒါကိုနဲ့လိုက်ဖက်တဲ့နေရာပေါ့ဒါဒီဇလန်းမှာဆိုဥက္ကံမွေတော့ရွာရွာတရွာရဲ့လူကြီးပေါ့။ရွာမှာလူကြီးပေါ့။အဲနောက် तू ရိုက်မဲ့ဟာမှာကိုကဒီရွာလူကြီးမဟုတ်ဘဲနဲ့နောက်ဇလန်းတွင်မှာမင်းသားဖြစ်နေဖြစ်သွားတယ်ပြောမြင်။အဲ့လိုပေါ့။အဲ့တော့ဘာဖြစ်ဖြစ်ပါအခုဒါဥက္ကံမွေတော့ကျိုးဆိုးတယ်လေမောင်းချောသွားဘူး။ဒါဥက္ကံမွေတို့ ဘာပဲဖြစ်ဖြစ်ဇက်မှုဇန်ရံအလွာအတွက်တော့ထမင်းဦးသူတဲပေးလိုက်တာပဲလေအခုပဲဒီဇလန်းတွဲမှာဆိုရင်ဘာဥစောမိုင်းလို့အဲဒီကိုလူကိုလူကျော်အဖွဲ့ကကိုထင်ကျော်တို့အခုကမလို့လူစံတော်အဖွဲ့ကဆိုကိုပေါ်ဦးတို့ဝေတိုးတို့ဒါဒါပြီးပါလာပြီလေအဲအဲ့လိုပဲနောက်ရိုက်မဲ့ဟာမှာလဲသူ့ဟာသူဒါဇလန်းနဲ့ကိုက်ညီမဲ့ နောက်ထပ်ဇက်ဖို့ဆိုင်ရနေလဲဒါအလုတ်ဖြစ်ကြအောင်ဟောပါဇာလန်တွဲကလည်းတခက်ပဲပြောလို့ရမှာပေါ့ဒါဇာလန်တွဲတခက်ကလည်းဥက္ကမလို့ဒါ MRD ဖုန်းနဲ့ဆိုရင်ဇာလန်တွဲတွေအများကြီးရရတာနော်အခုလောလောဆယ်တော့ဒီဇာလန်တွဲကလည်းနည်းနည်းလေးဟိုရိုက်တော့ရိုက်ကြတယ်အရင်တော့လို့မဟုတ်ဘူးဟိုကရုပ်ရှင်ပဲပြန်လှည့်ကြအဲ့လိုပေါ့လူကြီးထုတ်လုပ်သူ producer တွေရဲ့အကြိုက်ပေါ့နော်သူတို့ကလည်းဒီသူတို့ရဲ့ ီဈေးကွက်ပေါ်မှာပေးသက်နေထားပေါ်မှာကြည့်ပြီးတော့သူတို့လှုပ်လှုပ်တဲ့အပေါ်မှာဒါဥက္ကမုံတော့လိုက်ရောညီတွေသွားအဲ့ဟိုသူကတော့ဥက္ကမုံတော့ဒီလိုပဲကိုယ့်ဟာကိုယ်ဖုံးလေးနဲ့ပဲဒါဥက္ကမုံဆိုအိမ်မှာဥက္ကမုံမဟိတီနဲ့ပေါ့အဲ့လိုတိတ်တော်လေးတွေအတူထွာလေးတွေရိုက်တင်ပေါ့အပျော်လေးတွေလေအခုနပြောသလိုဒီ YouTube မှာဒီ channel တစ်ခုအနေနဲ့ဂရုတစ်ခုအနေနဲ့တယောက်တည်းသွားလို့မရဘူးလေသူကဒါဘာပဲပြောဂရုလေးဖွဲ့တာမှာ ဒီဂရုဆိုတာလဲစိုးတိုင်ပင်ကောင်းတိုင်ပင်ဒါအကျိုးတူပေါ့နော်အဲ့လိုဝေမျှပြီးခံစားနိုင်မှအလုတ်လုတ်လို့ဖြစ်မှာလေဒါကသူကဒီဆဆလှုပ်ခြင်းဟာဘူးဥကမလို့ဘူးအပြင်းဇလန်းတွဲရိုက်လို့ခေါ်တယ်ကန်ထွိုက်တော်၎င်းဒေးလီတော်၎င်းပေါ့ရိုက်ကူးရခေါ်တယ်ဆိုတာဥကမလို့ကဒါအခချင်းငွေရတာလေဒီခုနကွာကြတော့ဒီ YouTube line ပါညာဒီလိုသွားမယ်ဆိုရင်ဒါဥကမလို့ကနံပါတ်1ကရင်းရဟုတ်လားဟိုရင်းလေးမြုပ်နိုင်မှုရှိတယ်လေအဲအဲ့ဥစ္စာတွေနဲ့ဆိုတော့ကိုကလည်း ဟိုစီစဉ်တော့ရှိပါတယ်အဲ့ဒါလည်းချိန်နေရတာဗောနော်ကိုနဲ့စိတ်တူကိုလူလည်းလိုတယ်လေအနောက်ကူဒါလည်းကူဒါမောင်ကျော်သွားကူလုံမဲ့ဟာလည်းဒါဥက္ကမွန်အဓိကဒါသူနဲ့ပါပဲလေဘာလို့ဒါဥက္ကမွန်လို့ကဒီမောင်ကျော်သွားကူသွားမဲ့ဇလန်းလေးအကုန်လုံးကဒါဥက္ကမွန်လို့နေရကိုညီကိုဒီအကျိုးတူပေါ့အဲ့ပုံစံလေးသွားမှာပေါ့အဲ့ဒါလည်းဘယ်လိုပြောရမလဲဆိုသမီးကမတူဘူးလေ အရင်တော့အရင်ရရတယ်ဆိုတာလည်းအရင်တော့လည်းပရိုဂျူဆာအများကြီးပရိုဂျူဆာတွေများတယ်ထုတ်လို့ရကုမ္ပဏီတွေများတယ်အခုကကြတော့လက်ချိုးကြည့်လို့ရတော့လေအဲ့တော့ဥက္ကမွင်းတို့မပြောနဲ့လေတကယ်နာမည်ရဒါဟိတာကြီးတွေတောင်မှအလုတ်ကသူသူ့အလေးနဲ့သူအရင်တော့လောက်မဟုတ်ဘူးလေအသင့်အသင့်ပဲလုံနေကြတာဆိုတော့ဂျန်နဲ့ဒါဇက်ဖို့ဆိုင်ရနေလေထိုးနည်း၎င်းပေါ့အလုတ်ကတော့တမီးရပါသွားတာပေါ့ဒါကတော့ပြောလို့မရဘူးဒါကတော့ဒီလိုပဲဖြစ်မှာ